မင်္ဂလာပါကချင်ဝေးသတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိညနေခင်းတိုင်းတင်ဆက်ပေးနေတဲ့သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေ့စဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းအစီအစဉ်တင်ဆက်သူမင်းဆံမဲဖြစ်ပါတယ်။ ဖာကတ်မှာဒီကနေ့မွန်လွဲ3နာရီကျော်ကစစ်ကောင်မရှင်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ကလေးသူငယ်တွေအပါအဝင်အရသာထိခိုက်တိုက်ဆုံမှုတွေရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်မရှင်ကဖာကတ်မြို့လုံခင်းကျေးရွာအုပ်စုအတွင်းကကျေးရွာတွေနဲ့ကြောက်လုတ်ွက်တွေမှာဝိုင်းတွဲလေရင်နဲ့လက်ပတ်ဖုံးကျဲခဲ့တာဖြစ်တယ်လို့ဒေတာခန့်တွေကဆိုပါတယ်အရသာတွေနေထိုင်တဲ့ကထမ်မော်ကွက်တဲ့ထဲကိုဘုံနှလုံးကျဲချခဲ့လို့ကိုုံဆောင်မျိုးသမီးနဲ့ကလေးငယ်အပါအဝင်စုစုပေါင်း9ဦးထိခိုက်ခဲ့ပြီး၎င်းတို့တွေကတအူးဟာပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့ကျေးရွာမှာနေထိုင်သူတအူးကဆိုပါတယ် အခင်းဖြစ်တဲ့ပတ်ဝန်းကျင်ကပြောတာတော့မိန်းကလေးတွေကြီးပဲဖြစ်ဖို့များတယ်။ကိုဝန်ဆောင်တယောက်ပါတယ်လို့လည်းပြောတယ်လို့ဆိုပါရယ်။ကထမ်းမော်အနီးပတ်ဝန်းကျင်ကနေရာတွေမှာလည်းလင်းဘုံကျဲခဲ့တဲ့အပြင်စစ်ကော်မရှင်ကမကြာခဏဘုံကျဲနေကြနေရာဖြစ်တဲ့ KIA တိုင်ရင်6ဘက်ကိုလည်းဘုံချခဲ့တယ်လို့သိရပါရယ်။လင်းဘုံချတိုက်ခိုက်ခဲ့တဲ့နေရာတွေမှာလက်တလောတိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ပေမဲ့မနေ့ကလုံခင်းအုပ်စုတွေကမော်စီစာကျေးရွာမှာစစ်ကော်မရှင်ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီးစစ်သား9ဦးသေဆုံးခဲ့တယ်လို့သိရပါရယ်။ မနီကညပိုင်းမှာမိုင်းကွဲတဲ့နေရာအနီးတစ်ဝိုက်ကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကတအိမ်ဝင်တအိမ်ထွက်စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ကြောင်းလည်းသိရပါဗျ။ကချင်ပြည်နယ်ဖားကတ်မြို့ဘက်ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်မရှင်တပ်ကို KIA ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်နေတယ်လို့ KIO ပြန်ကြားရေးသတင်းကလည်းသတင်းဖော်ပြထားပါဗျ။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုတော့ဒီမှာပဲညနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။